အမေရိကန်ကနော်မြန်မာနိုင်ငံအပါအဝင်ဒီအရှိတောင်အာရှဒီကြပြတ်လုံငန်းကြီးကိုဖြိုခွင်းမှုအတွက်အထူးတပ်ဖွဲ့ကြီးဖွဲ့လိုက်တယ်လို့တခါမှမကြဘူးဒီတခါတော့တကယ်ကြိုင်ပြီအားလုံးပဲမင်္ဂလာပါ update မြန်မာ news channel ကနေကြိုဆိုလိုက်ပါတယ်။နေ့စဉ်မြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်။အမေရိကန်ကဗဆက်ပြောမပြောဘူးနော်။အခုအီရန်တို့ကတွေ့တယ်မလား။အီရန်တို့ကလေ အီရန်ဝန်ကြီးချုပ်ခါမေနီကိုပြောတယ်လေဟဲ့အောင်မင်းနျူကလီးယားတွေမလုံနဲ့အမေရိကန်တတိပေးတယ်မလုံနဲ့ဆိုတာကိုလုံနေတဲ့အတွက်ကြောင့်ဘာလုံလဲအီရန်ကိုဘုံသွားကျဲပလိုက်တယ်အမေရိကန်ကနော်အမေရိကန်ကတကယ်ပြောရင်တကယ်လုံတယ်နော်ပြောပြီးလည်းတကယ်လုံတယ်သူကအားချောင်းတဲ့ထဲမှာတော့မပါဘူးကုလည်းပဲဒီကြဖြတ်ကိုနှိမ်နှင်းဖို့အတွက်အထုတက်ဖွဲ့ကြီးဖွဲ့လိုက်ပြီဗျအဲ့မှာဝန်တာစရာကဘာလဲဆိုရင် စောချစ်သူတို့ DKB တို့နားကပြီစောချစ်သူတို့ DKB တို့နားကရင်ဖဖို့တို့ KNU နဲ့ KNL ကဘိုလ်ဖြစ်ပြီးကရင်ပြည်နယ်မှာဘိုလ်ဖြစ်ပြီးเนาะကရင်ပြည်နယ်မှာဖူပြီးအဲ့ဒါတော်လည်းအတွက်တရေကောင်းပဲအဓိကကစောချစ်သူတို့ DKB တို့အင်အားချိနေသွားဖို့လိုအပ်တယ်ဒီကောင်တွေကအကြမ်းဖက်စစ်တပ်ကိုကူညီနေတာလေအကြမ်းဖက်စစ်တပ်ခိုက်တဲ့အတိုင်းလုပ်နေတာအဲ့တော့ဒီကောင်တွေပြုတ်သွားပြီဆိုရင် ဖုံဖုံတို့ KNB နဲ့မှာ KNU နဲ့ KNL လေးကဘိုးဖြစ်ပြီ KNU နဲ့ KNL လေးကဘိုးဖြစ်ပြီနော်အခုအမေရိကန်က BG ရခေါင်းဆောင်တွေ DKB ရခေါင်းဆောင်တွေကိုဝေးလိန်မှုနဲ့ကြားဖြတ်လုံးမှုနဲ့အခုဆန့်ချင်လောက်လိုက်တယ်နာမည်ပြက်စင်းသွင်းလိုက်တယ်ဘယ်တော့ဆက်ဆက်အကောင်းလဲတော်ပြီ နော်ဘေဂျီရဲ့ကောင်းဆောင်တွေဒီကေဘီကောင်းဆောင်တွေကိုငွေလိမ်လည်မှုနဲ့ကြားဖြတ်လုပ်တဲ့အမေရိကန်ကနာမည်ပြည့်စင်သွင်းလိုက်ပြီးဆန့်ရှင်းလုပ်လိုက်အဲ့လိုနာမည်ပြည့်စင်သွင်းတာဆန့်ရှင်းလို့အလကားလုပ်တာမဟုတ်ဘူးဒီကောင်တွေကိုဖမ်းလို့ရရင်ဖမ်းမယ်ဖမ်းလို့မရရင်တရားစွဲမယ်လုပ်ဖို့အတွက်နာမည်ပြည့်စင်သွင်းတာပေါ်သေးသေးမဟုတ်ဘူးဟာနာမည်ပြည့်စင်သွင်းတာဘာဖြစ်မှလဲမအောင်မင်းနဲ့ အခုမင်းအောင်လိုင်ကိုသာသူတို့စစ်မကျင်ညာသေးတာကြားပြက်ကိုသူတို့စစ်ကျင်ညာလိုက်ပြီနော်မင်းအောင်လိုင်ကိုသာအမေရိကန်ကအထုတက်ဖွဲ့ဖွဲ့ပြီးစစ်မကျင်ညာသေးတာကြားပြက်ကို ဖြိုခွင်းဖို့အတွက်စစ်ကျင်ညာလိုက်ပြီအဲ့ဒီကြားပြက်ကိုလုပ်နေတာဘာလို့လဲဆိုတော့ DGBA နဲ့ BGF အဲ့တော့အမေရိကန်ကဒီအထုတက်ဖွဲ့ကြီးဖွဲ့ပြီးတော့ဘသူတွေကိုဖြိုခွင်းမှလဲဆိုရင်ဒီကြားပြက်ကိုပါဝင်ပတ်သက်နေတဲ့ ကြားပြန့်ကိုဓာတ်ရိုက်ပါဝင်နေတဲ့ကြားပြန့်ကိုဓာတ်ရိုက်အကျိုးခံစားနေတဲ့ BGN နဲ့ DKB ကိုဖြုတ်ခွင်းမှာဖြုတ်ခွင်းမှာအဲ့လိုဖြုတ်ခွင်းမှုတော့အခုအမေရိကန်ကအထုတပ်ဖွဲ့ဖွဲ့လိုက်တယ်အဲ့တော့ဖိုးတို့ပြည်သူတွေနားလည်အောင်ပြောရင်အခုအမေရိကန်ရဲ့အထုတပ်ဖွဲ့က DKBA နဲ့ BGF ကိုစစ်ကျင်ညာလိုက်တာဘာစစ်ကျင်ညာတာလဲဆိုရင်ကြားပြန့်နှိမ်နင်းမှုအတွက်စစ်ကျင်ညာလိုက်တာ ကဲဘလောက်မိုက်လဲဒါတကယ်စပက်ရှယ်တဲ့ဒီကနေ့ဖိုးဖိုးပြောပြတဲ့တဲ့ကို download ဆွဲပြီးတိတ်ထားလိုက်ဒါတကယ်စပက်ရှယ်တဲ့မယ်နော်ဒီ BG အခေါင်းဆောင်နဲ့ DGB ခေါင်းဆောင်တွေကဒီကြဖြန့်လုပ်ငန်းတွေကို ကူညီပေးနေတဲ့သူတွေတဲ့ဒါအမေရိကန်ကပြောတာ နောက်တစ်ခုကအမေရိကန်နိုင်ငံကိုပြစ်မှတ်ထားပြီးလိန်လယ်မှုမှာ DGB နဲ့ BGS ကပါဝင်ပတ်သက်နေတယ်။ဟောသွားပြီ။အမေရိကန်ကိုပေါ်သေးသေးထင်နေတယ်။အမေရိကန်ကကိစ္စတခုကိုလုပ်ဖို့အတွက်ဖုံးဖုံးတို့မတိကျမသေးကြမနဲ့ဘာတခုမှမလုပ်ဘူးသေးသေးစကြကိုစုံစမ်းပြီးမှလုပ်တာအမေရိကန်မှာ US SS အဖွဲ့ဆိုတာရှိတယ် U ရဲ့ S ၃လုံးရဲ့ USSS အဖွဲ့ဆိုတာရှိတယ်။အဲ့ဒီအဖွဲ့ကဘာလုပ်တာလဲဆိုရင်လေဝတ်ထောက်ရမ်းတဲ့အဖွဲ့ကဘာမှာရှိရှိသမျှလူစိုးလူမိုက်တွေနော်ယာစွေကောင်းနေမွေးတားကောင်းနေကိုဘသူကဘာလုပ်တယ်ဘသူကဘာလုပ်တယ်ဆိုတိတိကျကျလျှို့ဝှက်ထောက်လန်းတဲ့အဖွဲ့ အဲ့ဒီဘွက်ကတေးသေးချာချာကိုလျှို့ဝှက်ထောက်လမ်းမိမှဒီ BGF ခေါင်းဆောင်တွေ DGB ခေါင်းဆောင်တွေကိုအမေရိကန်ကတံခါးပိတ်ဆို့ရေးယူတယ်ဆန့်ရှင်တွေလုတ်တယ်နာမည်ပြက်စရင်သွင်းတယ်အခုသူတို့ကိုစစ်ကြင်ညာလိုက်ပြီနော်အဲ့တော့ဆော့ချစ်သူတို့ DGB တို့ပြုတ်ပြီပေါ့ဗျာပြုတ်ပြီပေါ့ဒီဆော့ချစ်သူနဲ့ BGF DGBA က 2024ခုနှစ်တစ်နှစ်ထဲမှာကိုအမေရိကန်ကိုဘလောက်ငွေတွေလိမ်ယူခဲ့သလဲဆိုရင်ဒေါ်လာ10ဘီလီယံရှိတယ်တတစ်နှစ်တစ်နှစ်ကိုနော်2024တစ်နှစ်ထဲနဲ့ကိုဒီစောချစ်သူ BGF DGBA ကအမေရိကန်ကနေပြီးတော့လိမ်လည်ခဲ့တဲ့ဒေါ်လာငွေဟာ10ဘီလီယံရှိတယ်ဟိုတဲတာဟို တဘီလီယံကိုတန်းတထောင်ဆယ်ဘီလီယံဆိုတော့တန်ပေါင်းတထောင်ရှိတယ်နည်းနည်းပတ်စံမဟုတ်ဘူးအဲ့ဒါကြဖြတ်နေကအမေရိကန်စီကလိန်လေခဲ့တဲ့ငွေတွေเนาะ DGBA နဲ့စောချစ်သူရဲ့ BGF ကဒီကြဖြတ်လုပ်ငန်းတွေကိုလုံခြုံရေးယူပေးထားတယ်တဲ့ပြီးတော့သူတို့ကိုယ်တိုင်เนาะ ဗီဂျီရတက်သားတွေ DGB တက်သားတွေကအဲ့ဒီလူကုန်ကူးထားတဲ့နိုင်ငံတကာကနိုင်ငံသားတွေကိုရိုက်နှက်တယ်လျှက်စစ်နဲ့ short တိုက်တယ်ပြီးတော့ရက်ဆက်တယ်ရုတ်မာတယ်အကြမ်းဖက်တယ်အဲ့ဒါတွေအကုန်လုံးကိုဒီ DGB A ကစစ်သားတွေနဲ့ BGF ကစစ်သားတွေကလုံနေတာကဲဒါအမေရိကန်ကပြောတာနော် သေးသေးကြကြစုံစမ်းပြီးမှသူတို့ပြောတာပြီးတော့ video file နဲ့တက်လာတယ်လीနော်ဒါကြောင့်ဒီအဖွဲ့ကြီးကိုသူတို့ဖြိုခွေးရမယ်ဖြိုခွေးရမယ်တဲ့အခုအမေရိကန်ရဲ့နော်ကြားဖြတ်အထုနိုင်နေအဖွဲ့မှာအမေရိကန်နိုင်ငံကဘယ်အဖွဲ့တွေပါတယ်လဲဆိုရင်အမေရိကန်ကတရားရေးဝင်ကြီးဌာနဟောအမေရိကန်တရားရုံးလဲပါတယ်နော် ာလို့ဖြစ်လဲဆိုတရားစွဲတော့မှာဒီကြားဖြတ်မှာပါဝင်ပတ်သက်တဲ့သူတွေအကုန်လုံးကိုတရားစွဲတော့မှာအဲ့တော့အဲ့ကြားဖြတ်မှာပါဝင်ပတ်သက်တဲ့သူတွေတရားစွဲဖို့အတွက်အမေရိကန်ရဲ့တရားဝင်တရားရေးဝန်ကြီးဌာနကြီးတစ်ခုလုံးပါတယ်နောက်တစ်ခုကအမေရိကန်ရဲ့ကဘာကျော်နာမည်ကြီး FBI เนาะ FBI ဆိုတာကထောက်လိုင်းရေးအဖွဲ့ကိုပြောတာကဘာမှာရှိတဲ့လူโซလူမိုက်တွေအမေရိကန်မှာရှိတဲ့လူโซလူမိုက်တွေကိုထောက်လန်းတဲ့အဖွဲ့ကြီးပေါ့เนาะ FBI အဖွဲ့ဆိုတာ နောက်တစ်ခုကအမေရိကန်မှာရှိတဲ့ USSS ဖွဲ့အဲ့ဒီဘက်ကအမေရိကန်မှာဘာလုပ်တယ်လဲဆိုရင်ယာစမှုဆိုင်ရာနော်ညှို့ဝတ်ပြီးတော့စုံစမ်းစစ်ဆေးတဲ့ဖွဲ့ကဲယာစမှုမှုတွေနဲ့ပတ်သက်တဲ့သူတွေကိုပေါ့တကဘာလုံးမှာရှိတဲ့ရာသွေးမှုတွေနဲ့ပတ်သက်တဲ့သူတွေကိုလျှို့ဝှက်ပြီးတော့စစ်ဆေးတဲ့အဖွဲ့ ဲ့ဒီအဖွဲ့သုံးဖွဲ့ပေါင်းပြီးတော့အမေရိကကစကန်စင်နာ strike ဖို့ဆိုပြီးတော့အထူးတပ်ဖွဲ့ယူဖွဲ့စည်းလိုက်တယ်ဗျာနော်အဲ့တော့စကန်စင်နာ strike ဖို့ဆိုတဲ့အဖွဲ့ကအမေရိကန်ရဲ့အဖွဲ့ကြီးသုံးဖွဲ့ပါပါတယ်နံပါတ်1ကအမေရိကန်တရားရေးဝန်ကြီးဌာနနောက်အမေရိကန်ရဲ့ကဘာကျော် FBI အဖွဲ့ အထူးထောက်လှမ်းရေးအဖွဲ့နောက်အမေရိကန်ရဲ့ USSS ရာဇဝင်မှုတွေကိုလျှို့ဝှက်စွာစုံစမ်းဖော်ထုတ်တဲ့အဖွဲ့အဲ့ဒီအဖွဲ့ကြီး၃ဖွဲ့ပေါင်းပြီးတော့ Second Center Strike Force ဆိုတဲ့ကြားဖြတ်တွေကိုနှိမ်နင်းမှုအထူးတပ်ဖွဲ့ကြီးကိုဖွဲ့လိုက်ပြီနော်ဒါအမေရိကန်တနိုင်ငံထဲကနေပြီးတော့အဖွဲ့ကြီး၃ခုပေါင်းပြီးတော့အထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်တယ်ပြီးတော့ အခုထိုင်းနဲ့လည်းပေါင်းထားတယ်။နောက်အင်တာပိုနဲ့လည်းပေါင်းထားတယ်။ကမ္ဘောဒီးယားနဲ့လည်းပေါင်းထားတယ်။ BNN နဲ့လည်းပေါင်းထားတယ်။လာအိုနဲ့လည်းပေါင်းထားတယ်။အကုန်ပေါင်းပြီးတော့အင်တာပိုလည်းပါတယ်နော်။အကုန်ပေါင်းပြီးတော့ဒီဒေသခံနိုင်ငံတွေနဲ့ဒေသတိုင်းနိုင်ငံကထိုင်းနဲ့ပေါင်းတယ်။လာအိုနဲ့ပေါင်းတယ်၊ကမ္ဘောဒီးယားနဲ့ပေါင်းပြီးတော့အဲ့ဒီကြားဖြတ်မျိုးအကုန်လုံးကိုဖြိုခွင်းတော့မှာ။နော်။ဘလို့ဖြိုခွင်းမလဲဆိုရင်တို့မှာနီလန်၃မျိုးနဲ့ဖြိုခွင်းမှာ။ နံပါတ်1ကစုံစမ်းစစ်ဆေးမယ်ဖော်ထုတ်မယ်ပေါ့နော်ကြားဖြတ်မှုဘသူတွေလုံနေတယ်ဘသူတွေပါနေလဲဆိုတာစုံစမ်းဖော်ထုတ်မယ်နံပါတ်2ကဖြုတ်ခွင်းမယ်ဘုံတို့လက်နက်တင်တဲ့ကိုဖြုတ်ခွင်းကြည့်ဖြုတ်ခွင်းမယ်နော်လက်နက်တင်တဲ့ကိုဖြုတ်ခွင်းကြည့်ဖြုတ်ခွင်းပဲနံပါတ်1ကနံပါတ်3ကတရားစွဲမယ်ဟောအခုအမေရိကန်ကဖွဲ့စည်းလိုက်တဲ့ အထုတပ်ဖွဲ့ကသူတို့လုံမဲ့အလုပ်သုံးကနံပါတ်၁ကစုံစမ်းဖော်ထုတ်မယ်နံပါတ်၂ကတရားစွဲမယ်နံပါတ်၃ကဖြိုခွင်းမယ်နော်နံပါတ်၃ကဖြိုခွင်းမယ်အရာတွေကိုလုံမှာဖြစ်တယ်အခုထိုင်းကိုရောက်နေပြီခင်ဗျာအခုအဲ့ဒီအမေရိကန်ရဲ့အထုနော်အဖွဲ့ကြီးကထိုင်းနိုင်ငံကိုရောက်နေပြီခင်ဗျာအဲ့ဒါကြောင့်မလို့စောချစ်သူတို့ခေါင်းတွေကျင်းနေတာ မင်းအောင်လိုင်းတို့ခေါင်းနေတယုံလဲခေါင်းကျိနေပြီတကယ်တကယ်ကြတော့ဒီကြားဖြတ်လုပ်ငန်းတွေကိုကြားဖြတ်လုပ်ငန်းတွေရဲ့အခုကြားဖြတ်လုပ်ငန်းတွေကိုလှုပ်တာရှီချင်းကျန်းပေါ့နော်ကေကေဘတ်ကိုတည်ထောင်ခဲ့တာအဲ့ဒီရှီချင်းကျန်းရဲ့နောက်ကွယ်မှာဘယ်သူရှိတယ်ထင်လဲတယုံရှိတယ်ဒီကြားဖြတ်တွေကိုတကယ်တမ်းလှုပ်ဖို့အတွက်ခိုင်းခဲ့တာတယုံကခိုင်းခဲ့တာနောက်ပိုင်းကျမှသူ့မွေးတဲ့မြောက်ကသူ့မနိုင်တဲ့အတွက်ကြောင့်နော် သူကဒါပဲလို့ဒါပဲလို့လို့ခိုင်းတာကိုဟိုအခိုင်ခံရတဲ့ကောင်တွေကနားမထောင်တဲ့အတွက်ကြောင့်သူကကိုမွေးတဲ့မြောက်ကိုကိုမနိုင်လို့အခုသူပြန်ဖမ်းရတာတကယ်တမ်းကျတော့ဒီကြားပြန်လုပ်ငန်းတွေကိုလုပ်ဖို့အတွက်ခိုင်းကြတာတရုတ်ဗျ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 ာနော်အခုအမေရိကန်ပါလာတော့တရုတ်လည်းမနေတော့နော်တရုတ်လည်းမနေတော့အခုတရုတ်ကလည်းအခုအထူးတက်ဖွဲ့ဖွဲ့လိုက်ပြီ အမေရိကန်ကိုအားကြမကန်ကြားပြန့်နေနေဖို့အတွက်ဆိုပြီးတော့6နိုင်ငံအထုတပ်ဖွဲ့ဖွဲ့လိုက်တယ်။တရုတ်ကလည်းကြားပြန့်ကိုနှိမ်နင်းဖို့အတွက်အထုတပ်ဖွဲ့6နိုင်ငံအထုတပ်ဖွဲ့ဖွဲ့လိုက်တယ်။အမေရိကန်ကလည်းအထုတပ်ဖွဲ့ဖွဲ့လိုက်တယ်။အခုအမေရိကန်ကလည်းထိုင်းနိုင်ငံကိုရောက်နေပြီ။အဲ့တော့ BGF တို့ DKB တို့ဆော့ချစ်တို့တော့လစ်ပြီပေါ့နော်။လစ်ပြီ။အခုမေးအောင်လိုက်တဲ့ခေါင်းကျင်းနေပြီ။ဖုံဖုံတို့အမေရိကန်ကအလုပ်တစ်ခုလုပ်ဝင် ရမ်းမလောက်ဘူးเนาะယာဇဝဲသားတယောက်ကိုသူတို့အလိုရှိတဲ့လူတယောက်ကိုသူတို့ကမျက်စိတောက်တောက်ကြည့်နေတာမျက်စိတောက်တောက်ကြည့်နေတာအမေရိကန်မှာရှိတဲ့ USSS အဖွဲ့ FBI အဖွဲ့အဲ့ဒီအဖွဲ့တွေကသူတို့လိုချင်တဲ့ယာဇဝဲသားတယောက်ကိုဒီလူဟာဘယ်နာကိုသွားတယ်ဘာလုပ်တယ်အကုန်လုံးစောင့်ကြည့်နေတာဘလောက်တောင်စောင့်ကြည့်တယ်လဲဆို24နာရီကိုစောင့်ကြည့်တာ အခုဘမို့တက်တွေတခုပြမယ်ရုရှားနိုင်ငံသားသူတို့အလိုချင်သောဟက်ကာပညာရှင်တယောက်နော်ရုရှားနိုင်ငံသားဟက်ကာပညာရှင်တယောက်အဲ့လူတယောက်ကိုသူတို့ဖမ်းဖို့ဆိုပြီးစောက်ကြည့်နေတာကြာပြီအဲ့ဒီရုရှားနိုင်ငံသားဟက်ကာကအလက်စီကာအလက်စီလူကာရှက် เนาะသူ့နာမည်က Alexi Luca Shet သူ့ကိုအမေရိကန်ကလိုချင်လို့စောက်ကြည့်နေတာကြာပြီဒါပေမဲ့အမေရိကန်ရဲ့ပိုင်နဲ့ဘယ်နိုင်ငံတွေကိုသွားမလဲပေါ့เนาะထိုင်းနိုင်ငံကိုဗျနိုဝင်ဘာလ14ရက်နေ့ကအဲ့ဒီ Alexi Luca Shet ဒါဟက်ကပညာရှင်တော့ရုရှားနိုင်ငံအတွက်ဟက်ကလုတ်ပေးနေတဲ့ဟက်ကပညာရှင်ဖူကက်ကို ရောက်လာတာရောက်ရောက်ချင်းမှာပဲအဲ့ဒီဟိုတယ်မှာအမေရိကန်ကအထိုင်းကိုပေါင်းပြီးတော့ဖမ်းခိုင်းလိုက်တာအခုဖမ်းမိသွားပြီအမေရိကန်ပေါ်သေးသေးမဟုတ်ဘူးသူတို့ကဒီလူကိုဒရုန်းနဲ့ပစ်တက်တော့မယ်ဆိုရင်လည်းပဲအဲ့လူဘယ်တော့မှပြေးလို့မလွတ်ဘူးဘုန်းဘုန်းတို့ကဘာကျော်အီရန်ကအကြမ်းဖက်ခေါင်းဆောင်တွေအမေရိကန်ကဒရုန်းနဲ့ပစ်တက်ပလိုက်တာပြေးလို့မလွတ်ဘူးအခုလည်းပဲရုရှားနိုင်ငံအတွက်လှုပ်လှုပ်ပြီးနေဟက်ကာပညာရှင် နော်နိုဝင်ဘာလ14ရက်နေ့ကထိုင်းနိုင်ငံဖူခတ်ကိုဝင်လာတာအဲ့ဒါဟိုတယ်ထဲမှာပဲထိုင်းနိုင်ငံနဲ့ပူပေါင်းထိုင်းနိုင်ငံနဲ့ပူပေါင်းပြီးတော့အဲ့ဒီအမေရိကန်အလို့ရှိနေတဲ့ယာစုံရဲ့သားကောင်အလက်စီလူကာရှက်ရုရှားနိုင်ငံသားဟက်ကာပညာရှင်ကိုအခုထိုင်းကဖမ်းပေးလိုက်ပြီးဖမ်းပြီးတော့ဒါအမေရိကန်လက်ထက်ကို ပို့လိုက်တော့ပါအဲ့ဒီရုရှားနိုင်ငံသားအလက်စီကလူကာရှက်က အလက်ဇီလူကာရှက်ကဘာတွေလုပ်ခဲ့သလဲဆိုရင်အမေရိကန်နိုင်ငံကဟီလာရီကလင်တန်ရွေးကောက်ပွဲမဲဆွယ်ခဲ့တဲ့အီးမေးကိုဟက်ခဲ့တဲ့သူနော်ဒါအမေရိကန်မှာဟီလာရီကလင်တန်ဆိုတာဒေါ်နယ်ထရပ်နဲ့အပြိုင်ဒီမိုကရက်တစ်မှာနော်ဒီပြီးခဲ့တဲ့ရွေးကောက်ပွဲတော့ကဒေါ်နယ်ထရပ်နဲ့အပြိုင်ပြဒီမိုကရက်တစ်ကနေဝင်ပြိုင်ခဲ့တာနော်ဟီလာရီကလင်တန်ဆိုတာပေါ်သေးသေးဘူးအဲ့ဟီလာရီကလင်တန်ရဲ့ အီးမေးကိုတောင်မှ तू ဟက်ခဲ့တယ်နောက်တစ်ခုကအင်္ဂလန်နိုင်ငံကနော်အမျိုးသမီးတယောက်ယူလီယာရဲ့အီးမေးကိုလည်း तू ဟက်ခဲ့တယ်နော်အင်္ဂလန်နိုင်ငံကအမျိုးသမီးတယောက်ယူလီယာရဲ့အီးမေးကိုလည်း तू ဟက်ခဲ့တယ်ပြီးတော့အာယုံကျော်အစိတ်ခတ်မှုတွေကိုလည်း तू ကလုတ်ခဲ့တယ်ဗျာအာယုံကျော်အစိတ်ခတ်မှုတွေကိုလည်းဒီ ဟက်ကာပညာနဲ့လုတ်ခဲ့တာပေါ့နော်ဒါကြောင့်ဒီကောင်ကပေါ်သေးသေးမဟုတ်အမေရိကန်ကလိုရှိနေတဲ့သူပေါ့နော်သူ့ကိုအခုထိုင်းနိုင်ငံဖုခတ်မှာဖမ်းမိသွားပြီပေါ့ဒါကြောင့်အမေရိကန်ကသူတို့လိုချင်နေတဲ့သူတယောက်ကိုအချိန်ပြည့်24နာရီမျက်စိတောက်ထောက်ရှိနေကြည့်နေတယ်ဆိုတာသိကြတယ်နော်အခုလည်းပဲအမေရိကန်ကအထုတက်ဖွဲ့ဖွဲ့ပြီးတော့ကြားဖြတ်နေကိုစစ်ကြင်ညာလိုက်ပြီးကြားဖြတ်နေကိုနှိမ်နှင်းတော့မယ်ဖြိုခွင်းတော့မယ်တရားစွဲတော့မယ်ဖော်ထုတ်တော့မယ်အဲ့တော့ ဒီကြားဖြတ်မှာပါဝေပတ်သက်တဲ့သူတွေရုရှားတို့တရုတ်တို့ဆိုရင်တော့ကိစ္စမရှိဘူးအဲထိုင်းနိုင်ငံတို့တခြားနိုင်ငံတို့တွားပြီဆိုရင်တော့အမေရိကန်ကဖမ်းပါပဲအခုအမေရိကန်ရဲ့အထုတပ်ဖွဲ့တွေမှာကပရဲအင်တာပိုလည်းပါတယ်ကပရဲအင်တာပိုလည်းပါတယ်အမေရိကန်ကဟေးဒီမှာကြားဖြတ်လုပ်နေတဲ့သူအခုမလေးရှားကိုရောက်နေပြီအဲ့ဒီကောင်ကိုဖမ်းလိုက်တော့ဆိုရင် ဒါမလေးရှားရဲ့အင်တာပိုကဖမ်းမှာပဲဖိလပိုင်သမရဒူတာတေးကိုဘသူကဖမ်းတာအင်တာပိုကဖမ်းတာဖိလပိုင်ရဲ့ရဲကပဲပြန်ဖမ်းတာဖိလပိုင်ကကပတ်ရဲအင်တာပိုထဲမှာအဖွဲ့ဝင်ပါထားတယ်ဒါကြောင့်ဒူတာတေးကိုဖမ်းတာအင်တာပိုကဖမ်းတာခုလည်းပဲဒီကြားဖြတ်မှာပါဝင် ပတ်သက်တဲ့သူတွေကိုအမေရိကန်ကဒီအင်တာပိုနဲ့ချိတ်ဆက်ထားတဲ့ဒေတာတွင်းကနိုင်ငံက ရဲတွေအစိုးရတွေနဲ့ချိတ်ဆက်ထားတယ်သူတို့ပိုင်တဲ့နိုင်ငံကိုလာလို့ရှိရင်အဲ့ဒီကြဖြန့်ယာစုအသားကောင်တွေကိုသူတို့ကအကုတ်ဖမ်းပြစ်မှာပဲအကုတ်ဖမ်းပြစ်မှာအခုစောကျစ်သူတို့ဖင်ကျင်းနေဘဲမှမသွားရဲတော့စောကျစ်သူကိုအခုတရုတ်ကလည်းဖမ်းကျင်ဖမ်းနိုင်တယ်မင်းအောင်လိုင်ကလည်းဖမ်းကျင်ဖမ်းနိုင်တယ်ထိုင်းကဖမ်းမှာကတော့သိကြပြီးသားအမေရိကန်ကဖမ်းမှာလည်းသိကြပြီးသားစောကျစ်သူတို့ကစုပ်လဲစုစားလဲဘဲမှပြေးလို့မရတော့နော် ဆုံးလဲစုစားလဲယူဘဲမှာပြေးလို့မလွတ်တော့ဘူးအခုတရုတ်ကလည်းပဲအမေရိကန်ကိုအားချမခံကြားဖြန့်တိုက်ဖြတ်ရေးဆိုပြီးတော့6နိုင်ငံနဲ့ဖွဲ့စည်းလိုက်တယ်နော်ကြားဖြန့်တိုက်ခတ်ရေးဆိုပြီးတော့6နိုင်ငံနဲ့ဖွဲ့စည်းလိုက်တယ်ဟော ဒီကနေ့တရုတ်ကဥဆောင်ပြီးတော့အဲ့ဒီ6နိုင်ငံနဲ့ဒီကြားဖြတ်ကိုနှိမ်နင်းပေးဖို့နှိမ်နင်းဖို့အတွက်အထူးတပ်ဖွဲ့ဆိုပြီးတော့လက်မှတ်ရေးထိုးပြီးတော့တရုတ်ကဖွဲ့စည်းလိုက်တာအဲ့ဒီ6နိုင်ငံထဲမှာမြန်မာကမ်ဘောဒီးယားလာအိုထိုင်းဘီယက်နမ်တရုတ်6နိုင်ငံအဲ့ဒီ6နိုင်ငံလက်မှတ်ရေးထိုးပြီးတော့အခုတရုတ်ကလည်းပဲအမေရိကန်ကိုအားကျမကထူးတက်ဖွဲ့ဖွဲ့လိုက်တယ်အဲ့တော့ဒီ BGA တို့ DGBA တို့ကိုအခုတရုတ်ကလည်း 6နိုင်ငံအထူးတပ်ဖွဲ့ဖွဲ့ပြီးတော့အဲ့ဒီ6နိုင်ငံထဲမှာမြန်မာပါတယ်နော်မင်းအောင်လိုင်းပါတယ်မင်းအောင်လိုင်းပါတယ်အဲ့တော့ဒီ BGA ကောင်းဆောင်တွေ DKBA ကောင်းဆောင်တွေကိုမင်းအောင်လိုင်းကိုယ်တိုင်ကလည်းဖမ်းပါပဲအခုတရုတ်ကလည်းဖမ်းပါပဲထိုင်းကလည်းဖမ်းပါပဲအမေရိကန်ကလည်းဖမ်းပါပဲအဲ့တော့ဒီကောင်လေးသွားပြီပြေးလို့မလွတ်တော့ဘူးအခုအချိန်ကျမှအပြည်သူနဲ့ပူးပေါင်းကြမှာတူမရတော့ဘူးရာဇဝတ်ကောင်ဖြစ်သွားပြီ BGF တို့ DKB တို့က အခုချိန်မှာပြည်သူနဲ့လာပူပေါက်လဲရာဇဝဲကောင်ဖြစ်သွားပြီတရုတ်ကအလိုရှိနေတယ်နော်အမေရိကန်ကအလိုရှိနေတယ်ထိုင်းကအလိုရှိနေတယ်ရာဇဝဲကောင်ဖြစ်သွားပြီအခုမင်းအောင်လှိုင်ကိုတိုင်ကတရုတ်နဲ့6နိုင်ငံဒီကြားပြတ်နေကိုနှိမ်နှင်းမွေးဖို့အတွက်လက်မှတ်ထိုးလိုက်ပြီခမရနော်ကုမင်မှာလက်မှတ်ထိုးလိုက်ပြီဒါကြောင့်မင်းအောင်လှိုင်ကိုတိုင်ကလည်းပြန်ဖမ်းတော့မှာပြန်ဖမ်းတော့ပါအခုချိန်ညမှာပြည်သူနဲ့ပူးပေါင်းညမှာလေဆိုမရတော့ဘူး BGF တို့ DGB တို့နော်မရတော့ဘူး တရားတော်အဲ့ဒီဘီဂျီကကောင်းဆောင်နေဒီဂေဘီကောင်းဆောင်နေကိုသတင်းထားများတွေကဆက်သွယ်ပြီးတော့ခမားတို့ကြားမြတ်ကိုသိလားငွေလိန်နေတယ်ဆိုတာဟုတ်လားဆိုမေးကြည့်ဟာကျုပ်တို့မသိဘူးတို့ကွန်ပျူတာတွေရှေ့မှာဘာတွေလုံးလုံးလုံးနေမှမသိဘူးကျုပ်တို့ကြားမြတ်ဆိုတာလည်းမသိငွေလိန်နေတယ်ဆိုတာကျုပ်တို့ကမြင်ငှားကပဲရတာဟောအရင်ကမသိတာကိုထားလိုက်တော့ အခုတကပါလုံးပွက်လုံးရိုက်နေတာသူတို့သိပြီလေအခုဝေလိန်နေတယ်ဆိုတာလည်းသိပြီလူကုန်ကူးနေတယ်ဆိုတာလည်းသိပြီလူတွေတက်နေတယ်ဆိုတာလည်းသိပြီလူတွေကိုနှိမ့်ဆက်အကြမ်းဖက်တက်ပြတ်နေတယ်ဆိုတာလည်းသိပြီအခုသိတော့ရောသူတို့ဒီကြားဖြတ်ကကြားဖြတ်နှိမ့်နေတဲ့မှာပါဝင်ပြီလားကြားဖြတ်မလုပ်တော့ဘူးလားလို့မေးကြည့်လိုက်တော့ဆက်လုံနေတာပဲအခုရွှေကောက်ကိုကြားဖြတ်ကိုသူတို့နှိမ့်နှင်းကြအောင်စောင်းတယ်ဘုံခွဲကြအောင်စောင်းပြီးတော့ အခုစောချစ်သူနဲ့ DKB ကဘာလုပ်နေတယ်ထင်လဲဟမ်ဘာလုပ်နေတယ်ထင်လဲမော်ဖိုးမော်ခိုးမော်ဖိုးကိဘက်ကိုအခုရွှေ့ပြောင်းလိုက်တယ်တဲ့ခဲရွှေကောက်ကိုကြားဖြတ်ကိုနှိမ်နှင်းပြီးတော့ဘုံခွဲကျင်အောင်ဆောင်ပြီးတော့အခုမော်ဖိုးကိဘက်မှာအဲ့ဒီကြားဖြတ်တွေကိုဆက်လုပ်ဖို့အတွက် DKB နဲ့ BJ ကမြေတွေလိုက်ငားပေးနေတယ်မြေတွေဝယ်ပေးနေတယ်ပြောတော့သူတို့ကိုအင်တာဗျူးတော့ ကြားပြောဆိုတာလည်းမသိဘူးတဲ့ကွန်ပျူတာအရှိမဘာတွေထိုင်လုံးနေမှမသိဘူးတဲ့ငွေလိမ်ဆိုရဲဆိုတာကျွန်တော်မသိဘူးလူကုတ်ကူးရဲဆိုတာကျွန်တော်လူတွေကိုနှိမ့်ဆက်ညှင်းသေးတယ်ဆိုတာကျွန်တော်မသိဘူးအခုသိပြီလေအခုသိပြီလေအခုသိတော့ရောဒီကောင်နေဒီကြားပြန်းနေမလောက်တော့ဘူးလားလက်မခံတော့ဘူးလားဆိုတော့တို့ကိုယ်တိုင် မော်ဖိုးကေမှာဒီကြားပြန်းနေကိုဆက်လုပ်ဖို့အတွက်မြေတွေလိုက်ဝယ်ပေးနေတယ်မြေတွေလိုက်ကားပေးနေတယ်တဲ့နော်ဟမ် မော်ဖိုးကြီးဆိုတာကမြဝတီမြို့ရဲ့တောင်ဘက်မှာရှိတယ်နော်အဲ့ဒီမြဝတီမြို့ရဲ့တောင်ဘက်မှာရှိတယ်မော်ဖိုးကြီးဘက်မှာ DGB နဲ့ BGS ကဒီကြားဖြတ်နေကိုဆက်လုပ်ဖို့အတွက်မြေတွေလိုက်ဝယ်ပြီးနေပြီသူတို့ကဘိန်းသမားလို့ဖြစ်သွားပြီဘိန်းသမားဆိုတာဘိန်းမရှူရရင်မနေနိုင်တော့ဘူးဒီဘိန်းမရှူရဘူးဆိုရင်လူတက်ရမလားအမေကိုတက်ရမလားအဖေကိုတက်ဝင်မလေးတော့ အခုကြားမြဲလုတ်တဲ့ကောင်တွေကလည်းဒီတိုင်းပဲဘိန်းသမားလိုပဲဘိန်းဆွဲဆွဲသွားပြီသူတို့ဒါကိုလက်မလွတ်နိုင်တော့ဘူးဒီကပတ်စံနေတစ်နှစ်တစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်းနဲ့ချီပြီးရနေတာဆိုတော့စဉ်းစားကြည့်လေသူတို့ဘိန်းဆွဲဆွဲသွားပြီလက်မလွတ်ချင်တော့ဘူးဤရွှေကုတ်ကိုကြားမြဲကိုသာသူတို့ကဘာကြီးကိုလိန်လေပြီးတော့ဟန်ဟန်ပြအဲသူတို့ဖြတ်စည်းပြတယ်တကယ်တကယ်တမ်းမြဝတီမြို့ရဲ့တောင်ဘက်မော်ဖိုးကင်မှာ ီကြားဖြတ်ကိုဆက်လုပ်ပြီးဖို့တော့သူတို့အခုမြေတွေလိုက်ဝင်နေမြေတွေတိုက်ကြတယ်ဖရာသုံးစုဘက်မှလည်းဒီတိုင်းပဲဖရာသုံးစုဘက်မှလည်းဒီကြားဖြတ်တမားတွေကိုရွှေ့ပေးကြတယ်အဲ့တော့သူတို့ငွေလိန်တာမသိဘူးတဲ့အခုသိပြီဆက်မလုပ်တော့ဘူးလားဆိုတော့ဆက်လုပ်နေတာပဲဆက်လုပ်နေတာပဲအားလည်းပေးနေတာပဲမြေလည်းငှားပေးနေတာပဲကာကွယ်စောက်ရှောက်ပေးနေတာပဲသူတို့ကဘိန်းစွဲစွဲသားပြီးပတ်ဆက်ရမှန်းသိပါကြီး အခုဒီကရင်ပြည်နယ်မြဝတီကြားဖြတ်လုပ်ငန်းမှာဘသူတွေပါလဲဆိုရင် KNU KNL PC ပါတယ် KNU KNL PC ဆိုတာဘောမှာပဲသူတို့ပါတယ် BGF ပါတယ် DGB ပါတယ်ဘောတော့လစ်ပြီလစ်ပြီသူတို့မကြတော့ဘူးလစ်ပြီအခုကဘာကြီးကိုအင်တာနက်အသုံးပြုတဲ့သူတွေကို လေးလာတုံးတက်နေတဲ့နော် bit ဒီဖန်တာအဖွဲ့ဆိုတာရှိတယ်ဗျာနော်ဘစ်ဒီဖန်တာအဖွဲ့ဆိုတာရှိတယ်အဲ့ဒီအဖွဲ့ကြီးရဲ့စစ်တမ်းအရအင်တာနက်အသုံးပြုနေတဲ့လူ9ယောက်မှာတယောက်ကငွေလိမ်ခံနေရတယ်ကဲအခုအမေရိကန်ကကြားဖြတ်ကိစ္စမှာဘာကြောင့်ဝင်ပါလာရတလဲဆိုရင်အမေရိကန်ကိုယ်တိုင်ကလည်းတစ်နှစ်တစ်နှစ်ကို10ဘီလီယံလောက်အလိမ်ခံနေရတယ်ဟောပြီးတော့အင်တာနက်အသုံးပြုတဲ့10ယောက်ထဲမှာတယောက်ကလည်းပဲကြားဖြတ် ကြောင့်အလိမ်ခံနေရတယ် ဆယ်ယောက်မှာတယောက်လိန်ခံနေရတယ်ဆိုတော့စဉ်းစားကြည့်လေကဘာကြီးအနယ်ရှိလာပြီဒီကြားပြန်နေတော်တော်ဆိုးလာပြီမြန်မာနိုင်ငံထဲမှာကိုခြေကုပ်ယူရတာနဲတာမို့ကရင်ပြည်နယ်မှာလည်းကြားပြန်နေဟိုရှမ်းပြည်နယ်နော်ဝမိုင်းလာကျိုင်းတုံတာချီလေးကိုကန့်ဟိုအများကြီးပဲမန္တလေးအခုနေပြီးတော့ရန်ကုန်အများကြီးပဲကြားပြန်ဘိုင်းရက်ကြီးကမြန်မာတနိုင်ငံလုံးမှာကူးဆက်သွားပြီမြန်မာတနိုင်ငံလုံးမှာကြားပြန်မရှိတဲ့နေရာမရှိတော့ဘူး အင်တာနက်ရတယ်ဆိုရင်ကြားဖြတ်ရှိပြီးသားပဲဒါမြန်မာတနင်္ဂနွေလုံးမှာအင်တာနက်ရတယ်ဆိုရင်အဲ့ဒီနေရာမှာကြားဖြတ်ရှိပြီးသားပဲကြားဖြတ်မရှိတဲ့နေရာကိုမရှိတော့နော်ကပတ်ငွေလိန်ခံနေရတာကိုစောက်ကြည့်နေတဲ့ bit defender အဖွဲ့ကသူတို့ရဲ့စစ်တပ်ရကဘာပေါ်မှာအင်တာနက်သုံးပြနေတဲ့၁၀ယောက်၁ယောက်မှာနော်၁၀ယောက်မှာ၁ယောက်ကငွေလိန်ခံနေရတယ်ဘလောက်ကြောက်စရာကောင်းလဲဒါကြောင့်အမေရိကန်လည်းပါလာပြီအခုတရုတ်ကလည်းအထုတက်ဖွဲ့ဖွဲ့လာပြီအမေရိကန်ကလည်းအထုတက်တော့ ထိုင်းဝန်ကြီးချုပ်ကလည်းကြားဖြတ်ကိုနိုင်ငံရဲ့ရန်သူအဖြစ်သတ်မှတ်လိုက်ပြီးကြားဖြတ်ကိုစစ်ကြေညာလိုက်ပြီးသူတို့အခုဘယ်တော့စတင်ပါလဲမဟုတ်အခုလုံနေပြီထိုင်းနိုင်ငံမှာအခုလုံနေပြီဘယ်တော့စတင်ပါလဲမဟုတ်အခုထိုင်းနိုင်ငံမှာအခုလုံနေပြီဒါကြောင့် BGF ရဲ့ကံကြမ္မာ DGB ရဲ့ကံကြမ္မာမကြာခင်မြောင်းနယ်ရောက်တော့မယ်မကြာခင်နေဝင်ချိန်ရောက်တော့မယ် BGF နဲ့ DGB နေဝင်သွားပြီဆိုလို့ချင်း မင်းရအွန်လိုင်းလည်းပဲလက်ယုံကြီးတစ်ဖက်ပြုတ်သွားပြီနော် BGN နဲ့ DKB ကအင်အားတထောင်ကျော်ရှိတယ်သူတို့လက်ယုံကြီးတစ်ဖက်ပြုတ်သွားပြီမင်းရအွန်လိုင်းလည်းလက်ယုံကြီးတစ်ဖက်ပြုတ်သွားမယ်ကရင်ပြည်နယ်မှာလည်းမင်းရအွန်လိုင်းကိုကိုညီပန့်ပိုးနေတဲ့မင်းရအွန်လိုင်းဘက်ကနေစစ်ကူတိုက်နေတဲ့ဒီ DKB ဂျင်းနဲ့ DKB နဲ့ BGN လည်းပဲအင်အားလျော့သွားမယ်ပြုတ်သွားမယ်ဒါဆိုရင်ကရင်ပြည်နယ်မှာတော်လန်ရေးဘက်ကနေတိုက်နေတဲ့ KIU နဲ့ KLL ဟာအားရှိသွားပြီးဘိုးဖြစ်ပြီဒါဆိုဘုံဘုံတို့အဲ KIU ရဲ့အိမ်မက်ကော်ဒူလစ်အိမ်မက်လည်းတော်တော်လေးနှီးစက်လာပြီးကင်းပြည်နယ်ရဲ့တော်လန်ရေးကလည်းပဲအောင်မြင်လာတော့မှဖြစ်တယ်ပေါ့နော်ဒါဘုံဘုံတို့ရဲ့အိမ်မက်ပဲဒါဘုံဘုံတို့ရဲ့ကံညမှာတဆစ်ချိုးပြီးတော့အလှအပြောင်းနော်ကံညမှာတဆစ်ချိုးပြီးတော့အလှအပြောင်းကိုဘုံဘုံတို့ တော်လိုင်းဘက်ကိုမျက်နှာตาလိုက်လာတာပဲ